သဗ္ဗျာတဲ့ဘေလိုပုဂ္ဂိုလ်တွေမှာနေယောညာယောကုသိုလ်တွေရတိုးနေတာပါလေဖုရားနတ်သားလျှောက်တာလေအဲ့ဒါပရမတစ္ချက်နောက်ဒုတိယတစ္ချက်ကဘာကြောင့်လဲကေသနာဘေသူတို့သည်ဓမ္မတာတရား၌ဒီကုံသည်ဖြစ်၍သီလသံဗာနသီလနှင့်ပြည့်စုံကုံသည်ဖြစ်၍တက္ကာဂမိနောနတ်ရွာသူဂတိတို့ရောက်ကြပါကုန်တဏီဖုရားအဲ့ဒီမှာလဲနတ်သားကလျှောက် အဲ့တော့ဒီမှာဆိုလိုရင်အဓိပ္ပာယ်ကနတ်သား၆တာနှစ်ချက်၆တဲ့နံပါတ်၁ကဘယ်လိုပုဂ္ဂိုလ်တွေမှာနေရောညာရောကုသိုလ်တွေတိုးနေပါလဲဘယ်လိုပုဂ္ဂိုလ်တွေဟာနှံ့ရွာဒုက္ခိကို ရောက်ရပါသလဲနတ်သားမိကုံး၆တာဘယ်နှချက်လဲနှစ်ချက်နော်အဲ့ဒီနှစ်ချက်ကိုဦးဇင်းတော်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဘယ်လိုဖြေလဲအာရမရောပဝဏရောပယေဇနာတိတုကတက္က ဝဘေသာဟုတံပါဏိသရေတရန္တိဥပတေယဒေသာဒီဝါစာရတောသတရပုံညာဘဝတတိဓမ္မတံသီလံတမ္ပန္နာဒေသနာတကဂာမိနောဘောဓေဝဗုဒ္ဓသီလောယေနေမေသောလာညာဟူမောင်းတတရေသနာ ပညာမျောမြင်တမစင်နဲ့ဉာဏ်ရှင်လေးတောင်းခြင်းမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်အာရမရောပလာလံသည်မြတေကိုကြောက်ကိုစိတ်မြညိုလွင်စိတ်ကြည်လင်ရာဥယင်ပန်းမှတတိချံတို့ကို စီမံချမ်းသာဆိုင်ပြို၍လူတိုင်းကြကုန်၏ဝဏလောဘခီးသွသူမြရှင်လူတို့ ြည်ပြုမတ်တော်စိတ်နေပြောင်းဖို့တောင်းတလျာနာနေဖို့လင်တော်သုတပင်တို့ကိုစီမံကြတာဆိုင်တို့ရွယ်လူရန်ကြကုန်၏တေတုကတကသွားချွညွန်ရေဘွက်သွားလာခဏ၌စိတ်လက်ချမ်းသာလွယ်ကူစွာကူးမြောက်နိုင်ဖို့လန္ဒရာခင်းရွယ်လူရန်ကြကုန်၏ဝတ်ပင်စံလမ်းစုံလမ်းမလမ်းလေးကွမ်း၌အေးမြကြည်လင်ရေဟုစင်ကို၎င်း ဥဒ္ဓပါနေသာတောသုံးချိုရရေတွင်ရေကံကို၎င်းဥပဒေယံနေစရာတိုင်းစရာတိန်ကြောင်းဇယသသောအဆောက်ဥကို၎င်းတရံဒီစေရနာသုံးရပြကြည်ပြွယ်လေးမြကြည်ပြုပေးလို့ကြကုန်၏ဒေသတို့မျိုးကောင်းသာမျိုးကောင်းသမီးတို့ဟာတရာနေယောညဗာဘေကမလကကသိပုံညာ နတ်ရွာနိဗ္ဗာန်ချမ်းသာဆံရွက်နိဗ္ဗာန်အတိရောက်စေတံဟုကုသိုလ်ကောင်းမှုစုစုသည်ပဝတ္တတိတွင်မိလေတိုင်းပိတိလိုင်းဖြင့်ဒုဝါဒုဝါ၍နေပေတော်သည်ဣတိသောဘဂဝါဘုံတော်၆ဆုံးတကုကုန်နှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်ဘုရားသည်တေတေတိကရုဏာရှိသောပညာအဖြင့် ကောင်းစွာမသွေးဟောကြတော်မူခဲ့ပါပေသတည်းဒါကနတ်သားမေးတာကိုမြတ်စွာဘုရားဖြေလိုက်တဲ့အဖြေလေး။ဒါမြတ်စွာဘုရားရဲ့အဖြေကပြီးသွားပြီเนาะ။ဒါပါဠိကိုကောင်းကောင်းနားလည်တဲ့ပုဂ္ဂိုလ်ကလည်းဒါတရားပွဲကပြီးသွားသလိုပဲเนาะ။သို့တော်လည်းပဲအရာလေးကိုအတိတ်ပဲဒီကုချင်းပြောပြမယ်ဆိုရင် နတ္တမေတာနှစ်ချက်မေးတယ်နံပါတ်1ကနေယောညာယောကုသိုလ်တွေတိုးနေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေမှတိုးရမလဲအဲ့ဒါပေါ့မြတ်စွာဘုရားရှင်ကဖြေတာအာရာမရောပါလာလံသမြတေကိုကြဖို့စိမ့်မြညိုလွင်စိမ့်ကြီးလင်းရအယံတစ်ပင်တို့ကိုစိုက်ပြိုးရွယ်လူရန်ကြကုန်၏နံပါတ်1ကဘာတွေလူကြတဲ့ပုဂ္ဂိုလ်တွေလဲဆိုရှင်းလုံးကပညာရှိသူတော်ကောင်းကြီးတွေရ ဥယျာဉ်ကြီးတွေစိုက်ပျိုးကြပဲဥယျာဉ်ကြီးတွေကိုဥယျာဉ်ကြီးတွေကိုဖန်တီးဖန်တီးပြီးတဲ့အခါကျအဲ့ဒီဥယျာဉ်ထဲမှာ စားစရာတောက်စရာအပင်တွေစိုက်ကြတယ်ပြီးတော့ပန်းမှန်တွေစိုက်ကြတယ်သူတို့ရွေချက်ကဘာလဲဆိုတော့ခီးသွားသူများပြည်သူတွေငါတို့ဥယျာဉ်ထဲမှာစိုက်ထားတဲ့တတိတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့စားကြတောက်ကြပါစေပန်းလေးတွေခုလိုပန်းစင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေကြပါစေသူတို့ရွေချက်လေးတွေကเนาะ ဥယျာဉ်ကြီးတွေစိုက်ပျိုးပြီးတော့တဲ့ဥယျာဉ်ထဲမှာ သူတို့တည်တည်တွေကိုစားပြီးတော့ပြည်သူတွေပျော်ရွှင်နေတာကိုသူတို့ကကြည်နူးနေတာရှေးတုန်းကပညာရှိတွေရဲ့လောက်ရဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကဒီနေရာမှာဖော်ထုတ်ပြောတာအဲ့တော့ဒီလိုကုသိုလ်မျိုးဟာနေရောညာရောကုသိုလ်တိုးတဲ့အလူတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဥယျာဉ်ကြီးတွေပန်းချံကြီးတွေစိုက်ပျိုးထားတယ်ဆိုတာတရက်နှစ်ရက်နဲ့ပျက်စီးသွားတာမျိုးဟုတ်ရဲ့လား မဟုတ်ဘူးတခါဖန်တီးထားရင်တသက်ပတ်လုံးမရှိနိုင်ပေဘူးလားအေးအဲ့ဒီဥယျံပန်းချံကြီးတွေစိုက်ပြုတ်ပြီးတော့ဒီထဲကတတိတွေကိုလာလာသမျှသောခီးသွွားတွေစားကြတော့ကြတာကိုသူတို့ကကြည့်ပြီးတော့ကြည်နူးနေကြတယ်ပန်းလေးတွေခူးပြီးတော့ပြောရွှင်နေကြတာကိုကြည်နူးနေကြတယ်ပေါ့အဲ့လိုကြည်နူးနေတော့သူတို့အလူရှင်တွေရဲ့တန်တန်မှာကြည့်ပီတိတွေထွက်ပြစ်မနေပေဘူးလားဖြစ်နေတယ်တွေးမိတိုင်းတွေးမိတိုင်းเนาะ ဒီဥယျာဉ်ပန်းချံကြီးကကိုတသက်ပတ်လုံးအမြဲတမ်းတည်နေတာခဏလေးပြည့်စည်တော့တာမဟုတ်ဘူးအဲ့တော့တသက်ပတ်လုံးဒီဥယျာဉ်ထဲမှာသွားလာနေကြတဲ့အာလုံးသောရဟန်းရှင်လူပြည်သူတွေသူတို့စိုက်ထားတဲ့အသီးလေးတွေစားနေသမျှကာလပတ်လုံးဒီဥယျာဉ်ထဲမှာလာပြီးတော့နားနေသမျှကာလပတ်လုံးအလူရှင်အနေနဲ့ကဲပိတိဒုက္ခတွေဖြစ်မနေနိုင်ပေဘူးလားဖြစ်နိုင်တယ်ကဲဒီလိုအလုဒါနာမျိုးကိုဘုရားရှင်ကပြောတာနိညာမညိုဘာတွေတိုးတဲ့အလူကုသိုလ်တိုးတဲ့အလူတဲ့နော် ဲ့တော့ပြန်စဉ်းစားကြည့်ရင်လေတကယ်ပဲလေနော်ဒီလိုဥယျာဉ်ပတ်ချံကြီးရေလူပြီးတော့လူတွေဆိုကြတဲ့ကဒါတသက်ပတ်လုံးစိတ်ချမ်းသာနေရောပဲနော်နောက်တစ်ခုကမြတ်စွာဘုရားရှင်ကဗာပြောလေဝန္နရောပါခီးသွားသူများရှင်လူတို့ကြည်ပြူမထောက်စိတ်နေဖြောင်းဖို့တအောင်တလျာနာနေဖို့လေတောဆိုးသစ်ပင်တို့ကိုစီမံချမ်းသာဆိုင်ပြွေလူရန်ကြကုန်၏ဒုတိယမြောက်ကမြတ်စွာဘုရားရှင်ကဗာပြောလေ တစ်ပင်ကြီးတွေအရေးညာတဲ့တစ်ပင်ကြီးတွေကိုစိုက်ပျိုးကြတယ်တဲ့စိုက်ပျိုးကြတယ်ဆိုတာရွေချက်တွေကဘာရင်ရွေတာလဲဆိုတော့ခီးသွားသူများရှင်လူတို့ခီးသွားတဲ့သူတွေတဲ့တအောင်တလေရာနားနေကြပါစေကိုစိုက်ထားတဲ့အရေးညာတဲ့တစ်ပင်ကြီးတွေမှာခီးသွားပြီးသူတွေစိတ်လက်ချမ်းသာစွာခဏလေးဖြစ်ဖြစ်တအောင်တလေရာလောက်ပဲဖြစ်ဖြစ်စိတ်စိတ်စိတ်ချမ်းသာစွာနဲ့နားနေနိုင်ကြပါစေ ဒီလိုရည်ရွယ်ချက်လေးတွေနဲ့ရှေးတုန်းကပညာရှိသူတော်ကောင်းကြီးတွေကအရေးအယသစ်ပင်တွေကိုစိုက်ပျိုးကြတာတဲ့အဲ့တော့ဒီလိုအရေးအယသစ်ပင်တွေကိုစိုက်ပျိုးတာကလည်းပဲမြတ်စွာဘုရားရှင်ကပြောတာနေရောညာရောဘာတွေတိုးတဲ့အလူလဲကုသိုလ်တိုးတဲ့အလူဒါမှစဉ်းစားကြည့်ပေါ့ဒီလိုသစ်ပင်ဆိုတာတရက်နှစ်ရက်နဲ့ပျက်စီးသွားတာမျိုးဟုတ်ရဲ့လားမဟုတ်ဘူးတသက်ပတ်လုံးဒီပင်ကြီးကနော် တဘာဝဘေးတံကုကိလို၄၀နာမုံးနေမပါမရှင်းတော့တရှိမနေနိုင်ဘူးလားတရှိနိုင်တယ်အဲ့တော့ကိုစိုက်တာတဲ့တိပင်အောင်မှာဒိတ်ခိုသမ ्या လာလာသမ ्या တော့ရန်ရှင်လူတွေဒိတ်ခိုနေသမ ्या ကို့မှာဘာတွေဖြစ်နေကုသိုလ်တွေရမလဲကုသိုလ်တွေရနေတာเนาะအဲ့တော့ဒီလိုအလူမျိုးကလည်းပြိတ္တရေမလူသင့်ပေဘူးလားလူတင်လာပဲနော်နော်အထူးအားဖြင့်ဥစဉ်တို့ one twin data ဆိုသိပ်ပူပြင်းတဲ့အရက်တွေနော်သိပ်ပူပြင်းတဲ့အရက်တွေဆိုဒီလိုသစ်ပင်လေးတွေအရေးညာသစ်ပင်လေးတွေစိုက်ပြိုးရင်ပို့ပြီးတော့မကောင်းပြီဘူးလား ကောင်းတာဗောနော်ဂျေဟာဝမြတ်စွာဘုရားရှင်ကပြောတာနေယုံညာရောကုသိုလ်တိုးတဲ့အလူတဲ့တခါတုန်းကဦးဇင်းတို့ဟိုစောင်းပါလေးတခုဖတ်လိုက်ရတယ်အဲ့စောင်းပါကဘာလဲဆိုတော့အင်ဒိုနီးရှားမှာရတ္တေတာတခုဗောအင်ဒိုနီးရှားရတ္တေတာတခုပူပြင်းတဲ့ရတ္တေတာတခုပါပဲအဲ့ဒီမှာအဲ့ဒီရတ္တေတာမှာသစ်ပင်နေပထမတော့ပေါ်တယ်နောက်ပိုင်းကျတော့လူရည်ရအဲ့ဒီသစ်ပင်နေခုတ်ခုတ်ပလိုက်တဲ့အခါကျတော့ သစ်ပင်လေးကအကုန်လုံးနှီးပါပြောင်းသွားတော့အဲ့ဒီရက်ဒေတာမှာအဝယ်စီတွင်းနေရစာရေမထွက်တော့အဲ့လိုဖြစ်သွားတယ်။နောက်ပိုင်းအဲ့ဒီမှာဘူတုဒ္ဒရှိတဲ့မျိုးကောင်းသားလေးတယောက်ကသူရထားတဲ့လဇာတွေကနေပြီးတော့ဘာပင်လေးဝယ်ဆိုင်လေးဆိုညောင်ပင်လေးဝယ်ဆိုင်ညောင်ပင်လေးဝယ်ဆိုင်တဲ့ခါကျတော့ပထမတော့သူ့ကိုကဲကြတာပေါ့ဟာဒီကောင်ကညောင်ပင်လေး၆ဆိုင်နေဘာမှလည်းသုံးမဝင်ဘူးဒါပေမဲ့သူ့ရွယ်ချက်က ညောင်ပင်နေဆိုင်ရင်ဘယ်သူမှလာမခုတ်ဘူးဘယ်သူမှလည်းလာပြီးတော့မဖြစ်စည်းဘူးဒါကြောင့်မို့သူကညောင်ပင်လေးအဲ့ဒီကျွန်းပေါ်မှာဆိုင်အဲ့ဒီရတ္တိတာမှာပေါ့နောက်မှအဲ့ဒီညောင်ပင်ကြီးတွေကကြီးလာတဲ့အခါကျတော့စိန်လန်းဆိုပြေးသွားပြီးတော့အဲ့ဒီရတ္တိတာမှာရေတွေပြန်ထွက်လာတယ်တဲ့အဲ့တော့အဲ့ကြမှာသူ့ကိုကြီးစုတင်ကြတာဟောဒီကောင်ဒီလိုလှုပ်ခဲ့လို့ငါတို့တွေကရေပြန်ထွက်တာပဲသူကဒီလိုနော် အဲ့တော့ဦးဇင်းတို့ပူပြင်းတဲ့ယတ္တိတာဆိုတော့လေအဲ့လိုသစ်ပင်မျိုးတွေကမရှိသင့်ပေဘူးလားရှိသင့်တယ်ဒီလိုသစ်ပင်တွေစိုက်ပြိုးတာကိုလေရှေးပညာရှိသူတော်ကောင်းကြီးတွေလည်းစိုက်ခဲ့ကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲနှေရောညာရော ကုသိုလ်တိုးတဲ့အလူလို့ခေါ်ထားတာเนาะဒါကြောင့်မလို့ဒီလူဒါနကလည်းပဲလှုပ်တဲ့အလူဒါနတစ်ခုပဲเนาะကဲနောက်တစ်ခုမြတ်စွာဘုရားရှင်ကဗာပြောလဲအာရမရောပဝဏရောပယေဇနတိတုကာတကာ တိတုခာတကာဆိုတာကလန္တရာခင်းတဲ့အလုပ်ပဲလန္တရာခင်းတဲ့အလုပ်ဆိုတာွှွညွန်ဘွက်တွေရှိတဲ့နေရာမှာွှွညွန်ဘွက်တွေမရှိအောင်ပြုပြင်နေဂျိုင်းခွက်တွေရှိရင်ဂျိုင်းခွက်တွေမရှိအောင်မညညွတ်တဲ့နေရာလေးညညွတ်အောင်အဲ့လိုသွားလာခဲ့တဲ့နေရာတွေကိုညညွတ်အောင်သွားလို့ကောင်းအောင် ခုခေတ်လို့ဆိုတော့လမ်းပြင်တရားဆောက်တဲ့ကုသိုလ်ဒီလိုကုသိုလ်မျိုးကိုလည်းပဲနေရောညာရောကုသိုလ်တို့တဲ့အလူလို့မြတ်စွာဘုရားရှင်ကဟောတယ် ဲ့တော့ဒီဟာလည်းကြည့်ပါလားလမ်းလိုပါတော့ခင်းထားပြီဆိုဒီလမ်းလိုကလည်းချက်ချင်းပြစီသွားတဲ့အရာတွေမဟုတ်ဘူးလေနော်ဒီလမ်းပေါ်မှာသွားလာနေတဲ့မြတ်ကလပ်ပတ်လုံးကိုယ်ရည်ရွယ်ချက်ကလည်းကုသိုလ်ဒါနအနေနဲ့လုပ်တယ်ဟောပြည်သူတွေကလည်းစိတ်လက်ချမ်းသာနဲ့သွားနေရတယ်ဆိုရင်ကဲအလူရှင်ပုဂ္ဂိုလ်မှာစိတ်ချမ်းသာမှုမရနိုင်ပေဘူးလားရနိုင်တယ်ကုသိုလ်တွေရောမရနိုင်ပေဘူးလားရနေတယ်နော်ဒါကိုမြတ်စွာဘုရားရှင်ကပြောတာနေယောညာယောကုသိုလ်တို့တဲ့အလူတဲ့အဲ့တော့ဦးဇင်းတို့သူမေတာမြတ်ဖရာလောင်း ်သူမေရာရှင်ရဲ့သေးဘွားကဘာတွေလှုပ်ပြီးတော့လူခဲ့လဲလမ်းหนีပြင်ပြီးတော့မလူခဲ့ဘူးလားဒီပင်ကရာမြတ်စွာဘုရားနဲ့တန်ဃာတွေကြွလာမယ်ဆိုတော့လမ်းခင်းနေကြတဲ့ပြည်သူတွေတွေ့ပြီးတော့ကောင်းကင်ဇန်ကြွနေတဲ့သူမေရာနော်အောက်ကိုဆင်းလာပြီးတော့လမ်းမပြင်ပြီဘူးလားပြင်နေပြင်ပြီးတော့သူပြင်လို့မပြီးခင်ဘုရားနဲ့တန်ဃာကြွလာတော့သူဘာခင်းပြီးတော့လူတရားခင်းပြီးတော့လူဘာဝတရားခင်းတာလဲ ဒုက္ခန္တာကိုကိုတရားခင်းတာအေးအဲ့ဒါကြည့်ဖះအစရှိတော်သူတော်ကောင်းကြီးတွေနော်ဖះအလောင်းစရှိတဲ့သူတော်ကောင်းကြီးတွေလှုပ်သွားတာအဲ့တော့ဒီလူဒါနကြည့်ပြန်စင်းစားကြည့်ဒီပင်ကရာမြတ်စွာဘုရားနဲ့တန်ဃာတွေကအလုံးတသိန်းရှိတယ်အဲ့တော့တသိန်းသောတန်ဃာတော်တွေဒီသူမေတာအလောင်းလေးပေါ်နင်းသွားရင် မသေးနိုင်ပေဘူးလားသေးမှာပဲသို့တော်လည်းပဲသူကသေးခြင်းသေးပါစေအသက်ဆုံးပြီးတော့လူတာနော် ဲ့တော့အဲ့ဒီအခြေအနေကိုကြည့်ပြီးတော့ဦးဇင်းတို့ဒီပင်္ဂလာမြတ်စွာဘုရားကလည်းပဲဗျာဒိန်ပေးတာဒီသူမေရာရှင်ရဲ့သည့်အသက်ဆွန့်ပြီးတော့တောင်မှတရားခင်းပြီးလူတယ်သူ့ရဲ့အနာဂတ်ဉာဏ်ကိုကြည့်လိုက်တဲ့ခါကျတော့အာဒါဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ပဲဒါပစ္စုပန်အခြေအနေကြည့်ပြီးတော့ဘုရားကဟောတယ်နော်အဲ့တော့ဒီလိုလန္တရာခင်းတဲ့အလူကလည်းပဲပြိတ္တရဲ့အလွန်ကုန်မြတ်တဲ့အလုပ်ပဲမြတ်စွာဘုရားရှင်ကတော့ဒီမှာတော့ဒီလန္တရာတွေခင်းထားရင်ဒီလန္တရာဘဝဖြစ် သွာလာနေကြတဲ့ပြည်သူတွေစိတ်လက်ချမ်းသာစွာသွာလာနေတဲ့မြတ်ကာလပါလို့အလူရှင်တွေမှာတွေးမိတိုင်းတွေးမိတိုင်းကုသိုလ်တွေတိုးမနေနိုင်ဘူးလားတိုးနေတယ်เนาะကဲအလူဒါနဘယ်နှခုရသွားလဲ၃ခုရသွားပြီเนาะနံပါတ်၁ကအယံဥယျာဉ်နေစိုက်ပြိုးပြီးတော့လူတယ်နံပါတ်၂ကတစ်ပင်နေစိုက်ပြိုးပြီးတော့လူတယ်နံပါတ်၃ကလန္ဒရာခင်ပြီးတော့လူတယ်နောက်နံပါတ်၄ကဘာလဲဆိုတော့ ဝပ္ပင်္စာဥဒ္ဓံပန်နေစာဝပ္ပင်္စာလမ်းဆုံးလမ်းမလမ်းလေးခွ၌အင်းမြကြည်လင်ရေဥစဉ်ကို၎င်းလမ်းလဆုံးလမ်းခွလမ်းလေးမှလမ်းဆုံးလမ်းခွတွေမှာတဲ့အင်းမြကြည်လင်တဲ့ရေဥစဉ်လေးတွေထားရေချက်ကပါလဲဆိုတော့ခီးသွန်းပြည်သူတွေနေဘူးတွေကဘောပန်းလာတဲ့အခါမှာကိုတည်ထားတဲ့အင်းမြကြည်လင်တဲ့ရေလေးတွေကိုတောက်ပြီးတော့အမောပြေကြပါစေအေးချမ်းချမ်းနဲ့တောင်းနိုင်ကြပါစေ ဒီလိုရွေချယ်ကလေးတွေနဲ့ရေဟိုးစင်ကိုလူပါတယ်တဲ့အဲ့ဒါလေးတွေကလည်းပဲနှေရောညရော ကုသိုလ်ကောင်းမှုတိုးနေတဲ့အလူပဲတဲ့ဘုရားကပြောနော်အဲ့တော့ရေဟိုးစင်လူတယ်ရေလေးတွေလူတယ်ဆိုတာဘာမှပြန်မှန်းတာလည်းမဟုတ်ပါဘူးနော်တိတ်ပြီးတော့ခက်ခဲတဲ့အရာလည်းမဟုတ်ဘူးကိုယ်ဆိုင်လေးဖွင့်ထားတယ်ဆိုင်ရှိမှရေဟိုးစင်လေးထားတာလဲအိမ်ကိုယ်အိမ်ရှိမှရေဟိုးစင်လေးလောက်ပြီးတော့နေစဉ်ရေလေးဖြည့်ပေးနေလိုက်ကဲဒါလေးတွေကတွေးမိတိုင်းတွေးမိတိုင်းကုသိုလ်မတိုးပေဘူးလား တွန်းနေတာဒီလူကလည်းပဲလုံရမေလို့မြတ်စွာဘုရားရှင်ကပြောနော်ဒီလိုလူဒါနာမျိုးကိုနေရောညာရောကုသိုလ်တိုးတဲ့လူလို့ခေါ်တာကဲနောက်တစ်ခုကြတော့မြတ်စွာဘုရားရှင်ကပြောလဲဥဒ္ဒပန္နေသတောက်သုံးချိုးရာ ရေတွင်းရေကံကို၎င်းတဲ့နောက်တစ်ခုကရေတွင်းတို့ရေကံတို့လူဒန်းရမေတဲ့ရေတွင်းရေကံကိုလူဒန်းပြီးတော့ပဲကိုပြုလုပ်ထားတဲ့ ကိုကုသိုလ်လုပ်တာလဲရေတွင်းနေ ရေကန်တွေကနေပြီးတော့အများပြည်သူတွေစိတ်လက်ချမ်းသာစွာနဲ့တုံနိုင်ပါစေတောက်နိုင်ပါစေဟောခီးသွန်းပြည်သူတွေဒီရက်ဒေသလို့ဒီရက်ဒေသရောက်လို့မှဒီရက်ဒေသမကျွမ်းကျင်ပြီးတော့အတိမရှိတဲ့သူတွေငါတို့ဒုဘောထားတဲ့လူတန်းထားတဲ့ရေဘင်းကရေတွေတောက်သုံးပြီးတော့ချမ်းချမ်းသာသာနဲ့နေနိုင်ကြပါစေအပန်းဖြေနိုင်ကြပါစေဒီလိုရွယ်ချက်လေးတွေနဲ့ပြုပါရစေ တော့အလူဒါနာတစ်ခုပြုတဲ့နေရာမှာအဓိကစိတ်ပဲเนาะအဓိကစိတ်ကလေးပဲစိတ်လေးကောင်းမွန်စွာ ထားလိုက်တာနဲ့ကိုယ့်အလူကကျိုးရှိသွားတာပဲเนาะအဲ့ဒါကြောင့်မလို့ရေတွင်းရေကန်နေဒူးဖို့ပြီးတော့လူတန်းတဲ့အလူကလည်းပဲပရိဒတ်ရဲ့နေညမတ်တို့နေညနေရောညရောမညိုပဲနဲ့ဘာတွေတို့နေလဲကုသိုလ်တွေတို့နေတာဒီအလူဒါနာမျိုးကလည်းဦးဇင်းတို့အထူးအပြင်အပူပိုင်းဒေသတွေမှာကဲမလုံသင့်ပေဘူးလား ထုတ်တင်လေနော်ဦးစင်းတို့ရွာဘက်တည်းဆိုရေရရှားပါရှားပါပြီးတဲ့နဲ့နော်ရေတွင်းရေကနေလှုပ်ပြီးတော့လူနှမ်းချမယ်ဆိုသိတ်ကောင်းတာပဲဒါလေးဟာမြတ်စွာဘုရားဟောတဲ့အတိုင်းတွေးမိတိုင်းတွေးမိတိုင်းကုသိုလ်တွေတိုးနေတာရေရှားတဲ့အကြတည်းဆိုကဲရေရနေ့စဉ်နေ့စဉ်မသုံးမနေလို့ရမလားမရဘူးမသုံးလို့ကိုမရဘူးအဲ့တော့ကိုဖော်ထားပြီးတားရင်ဒီတွင်းကရေလူတိုင်းသုံးနေမှာပဲသုံးနေတဲ့မြတ်ကာလပတ်လုံးကုသိုလ်ရှင်နေမှာဘာတွေတိုးကုသိုလ်တွေတိုး တွေးတိုင်းတွေးတိုင်းမတိုးပေဘူးလားတိုးနေတာနော်မတွေးရင်တော့မတိုးဘူးနော်နော်အကလူဒါနလုပ်ပြီးတော့ဒီလူဒါနအကြောင်းမတွေးပဲနဲ့အကုသိုလ်အကြောင်းနေတွေးနေတော့ဖြစ်ပါမလားမဖြစ်ဘူးအဲ့ဒါလေးကတော့သတိထားရမှာပေါ့နော်တွေးမိတိုင်းတွေးမိတိုင်းကုသိုလ်တိုးတယ်ဆိုတာကဒီကုသိုလ်နဲ့ပတ်သက်တာလေးလည်းတွေးမိမှာပေါ့နော်မတော်ရာတွေ၆တွေးရင်တော့မတိုးဘူးပေါ့နော်အဲ့တော့ဒီ ကိုလောက်တာတဲ့ကုသိုလ်ဒါနနဲ့ပတ်သက်ပြီးတော့တွေးမိတိုင်းတွေးမိတိုင်းဆိုရင်တော့ကုသိုလ်တွေကဘာဖြစ်နေလဲတိုးပွားနေတာเนาะနောက်တစ်ခုကမြတ်စွာဘုရားရှင်ကဘာဟောလဲဥပတ္တယံနဲ့နေဇယဇယကြောင်းတိန်ကြောင်းစံတော်အစဝုကို၎င်းနဲ့နေဇယဇယကြောင်းဆိုတာကဥစဉ်တို့ခုလိုဓမ္မယုံတွင်ဓမ္မဘုလန်းဆောင်လန်းလေးกว่ามา ခီးသွန်းပြည်သူတွေစိတ်လက်ချမ်းသာစွာနေနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးတွေနဲ့ဟိုးရှေ့တုန်းကတတော်ကောင်းကြီးတွေကဘယ်လိုနေရာမျိုးတွေမှာဆောက်ဦးတွေစောက်တတ်လဲခီးသွန်းပြည်သူတွေအများဆုံးသွားလာတဲ့နေရာတွေမှာဆောက်ဦးတွေစောက်ကြတယ်ဟိုပြီးတော့လမ်းဆောင်လမ်းလေးမတွေမှာစောက်ကြတယ်ပြီးတော့ရွာဝင်ရွာထွက်တွေမှာစောက်ကြတယ်ရှေ့တုန်းကပညာရှိတွေတတော်ကောင်းကြီးတွေကဒီလိုစောက်ကြတယ်သူတို့ရည်ရွယ်ချက်ကဘာလဲဆိုတော့ ဩသွားလာနေတဲ့ပြည်သူတွေငါတို့တဲ့ငါတို့ဆောက်လုပ်ထားတဲ့ဇာတိဘုံမှာခဏတာဖြစ်ဖြစ်အနာယူနိုင်ကြပါစေအိဆက်နိုင်ကြပါစေကြမ်းကြမ်းမမချမ်းချမ်းသာသာနဲ့ဘိယံနဲ့ကင်းချင်းစွာနဲ့နေနိုင်ကြပါစေရာသီဥတုပူတဲ့အခါမှာလည်းအပူပေါ်နိုင်ကြပါစေအဲ့လိုရွေကျယ်လေးတွေနဲ့လောက်ကြတာနော်အထူးအဖြင့်ဦးဇင်းတို့ရှင်းတော့ကဟိုရွာထိပ်တွေမှာအဆောက်အဦးလေးတွေစောက်ကြတယ် ရွေချက်ကသူတို့ကတော့စောရုံကရွေချက်တိုင်းပဲအဲ့ဒီမှာရဟန်းတော်တွေကရှေးတုန်းကရဟန်းတော်တွေကရွာထဲမှာသိမနေကြအောင်ရွာနဲ့မနှီးမွေးသောအရက်တွေမှာနေကြတာများအဲ့တော့ရဟန်းတော်တွေကရွာထဲကိုဆွမ်းခံကြွမယ်ဆိုရင်ရွာထဲမွေးခဲ့အဲ့ဒီဇာလီပေါ်မှာခဏနာအမောပြေနာနာပြီးတော့သင်္ကန်းနေရုံသင်္ကန်းနေကြပြီးတော့ရွာထဲဆွမ်းခံကြွကြွပြီးပြန်လာတဲ့အခါကျတော့အဲ့ဒီဇာရပေါ်မှာပဲဆွမ်းပုံပြီး ဟောဇရက်ဆောက်ထားတယ်ဆိုဇရက်ဒီမှာလဲအများသောအပြင်ရေဦးစင်လေးတွေကရှိတတ်တယ်ဟိုအဲ့တော့အဲ့ဒီရေဦးစင်ကရေလေးတွေကိုဖုံးပြီးရှင်းတော့ရန်တော်တွေကအဲ့ဒီလိုရွာတိတ်ကဇရက်ပေါ်မှာပဲစွန့်ဖုံးပြီးပြီးတော့ကိုเจ้าကိုတပိတ်ပလာနဲ့ပြန်ကြတာကဲအဲ့တော့အဲ့လိုဇရက်လူထားတဲ့အလူရှင်နေနေနဲ့ယန်းရှင်လူတွေခီးသွားတဲ့လူတွေသာမဟာဘူးယန်းတွေရပါအဲ့ဒီလိုသုံးဆောင်တယ်ဆိုတော့အဲ့အလူရှင်နေမှာပြိတ္တရေကုသိုလ်တွေတိုးမနေပြီဟုတ်လား တို့နေတယ်เนาะဒါကြောင့်မလို့အဲ့လိုသွားလာခက်ခဲတဲ့နေရာမျိုးတွေမှာပူပြင်းတဲ့နေရာဒေသတွေမှာအဲ့လိုအဆောင်အဦလေးတွေလှူတာကလည်းပဲနေရောညာရောကုသိုလ်တွေတိုးနေတာပဲအဆောင်အဦဆိုတာကရောဆရုံးကပြောသလိုပဲနေချင်းညာချင်းပြည့်စည်သွားတာမျိုးဟုတ်ရဲ့လားမဟုတ်ဘူးเนาะအခုပြောခဲ့တဲ့အလူတန်းတွေတခုချင်းလိုက်ကြည့်ခနာချင်းပြည့်စည်သွားတာတခုမှမရှိဘူးเนาะရေရှည်တည်တယ်အလူတွေကြီးပဲအဲ့တော့ဒါလေးတွေက ထင်ရှားရှိနေသည်မြကာလပတ်လုံးခီးသွန်းပြည်သူတွေအများပြည်သူတွေသုံးဆောင်နေမယ်သုံးဆောင်နေသည်မြကာလပတ်လုံးကို့မှာကုသိုလ်တွေရနေတယ်ကုသိုလ်တွေတူးနေတယ်နော်ကဲဒီနေ့ဦးဇင်းတို့လှူဒန်းကြတဲ့ကဲအနန္ဒဂုံကြီးကိုအနန္ဒဂုံကြီးဓမ္မယုံကြီးကိုရေးဆက်ချလှူဒန်းကြတယ်နော်ဦးဆိုင်တင်ဆန်းတို့ဒေါ်မြင့်မြင့်နိုင်တို့ကဲသူတို့ကတော့တရားဟောကျောင်းတိုက်ပင်းမှာကျောင်းတိုက်မှာနေကြတဲ့တန်ခါတော်ရှင်သူမြတ်တွေ ပရိယပရိပတ်လုပ်ငန်းတွေစိတ်လက်ချမ်းသာစွာလုပ်နိုင်ကြပါစေတရားဓမ္မတွေကြိုးစားအထောက်နိုင်ကြပါစေဒီလိုရည်ရွယ်ချက်လေးတွေနဲ့လူကြတဲ့အခါကျတော့ဟောတဏ္ဍာရောမြတ်ကြီးအတွက်တိတံကိုလူကြတော့အဲ့ဒီလူဒါနာမျိုးကြတော့ပူပြီးတော့မြင့်မြတ်သွားတယ်သူလည်းအဆောက်အဦပဲเนาะအဲ့တော့သို့တော်လည်းပဲတဏ္ဍာရောရှင်သူမြတ်တွေကိုကြီးမှန်းပြီးတော့လူတဲ့အလူကြတော့ပူပြီးတော့မြင့်မြတ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့တဏ္ဍာရောရှင်သူမြတ်တွေဆိုတာက လူတွေနဲ့ဆိုင်ရင်ပြိတ္တရေစောင့်ထင်းရတဲ့တိတ်္ကဘုတ်တွေပူပြီးတော့မများပေဘူးလားများတယ်အဲ့ဒီသီလဂုံတွေကိုအာယုံပြုပြီးလှူလိုက်ရတဲ့အခါကျတော့ဇေယအလူတစောင်းအလူเนาะအလူတော့အလူပဲအเจ้าအလူတော့အเจ้าလူပဲသို့တော်လည်းပဲတန်ဃာတော်အရှင်သူမြတ်တွေကိုရည်စူးပြီးတော့တန်ဃာတော်အရှင်သူမြတ်တွေမိမိတို့လှူတဲ့အเจ้าထဲမှာဘာသာရေးစားတဲ့အစမ်းဘာသာရေးစားတဲ့လုပ်ငန်းတွေ စိတ်ချမ်းသာစွာဖြင့်လုပ်နိုင်ပါစေစာသင်စာချလုပ်ငန်းတွေလုပ်နိုင်ပါစေတရားရှုမှတ်တဲ့လုပ်ငန်းတွေလုပ်နိုင်ပါစေအဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့လူတန်းကြတဲ့အတွက်ဩဒီလိုတန်ဃာတွေလူတန်းရတဲ့ဒီလိုအကြောင်းလူမျိုးကပို့ပြီးတော့အကျိုးရှိတယ်တဲ့မြတ်စွာဘုရားရှင်ကအဲ့တော့ဒီလိုအဆောင်ဦးဆိုတာကလည်းပဲနော် နေခြင်းညခြင်းပြတ်သွားတဲ့အဆောင်ဦးမဟုတ်ဘူးနော်အမြဲတမ်းတည်တတ်နေမယ့်အဆောင်ဦး ဒါကြောင့်မို့ဒီအဆောင်ဦးကိုသုံးဆောင်နေသည်များကာလပတ်လုံးသံဃာတော်ရှင်သူမြတ်တွေဒီအဆောင်ဦးပေါ်မှာပြိယလုပ်ငန်းတွေပြိပတ်လုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေလုပ်နေသည်များကာလပတ်လုံးအလူရှင်နေနဲ့နေရောညာရောဘာတွေတို့မယ်ကုသိုလ်တွေတို့နေမှာเนาะအဲ့တော့အလူဒါနဘယ်နှမျိုးရသွား6မျိုးရသွားတယ်เนาะနဘတိကဘာလဲအယံနဘနိကသစ်ပင်နဘ3က လန္ဒရာနံပါတ်၄ကယေဟုစင်နံပါတ်၅ကယေတွင်ယေကနံပါတ်၆ကအဆောက်ပါဘူးနော်ကဲအဲ့ဒါလေးကိုမှတ်မိသွားအောင်လို့ဦးစင်လင်္ကာလေးစီထားတယ်နော်အဲ့ဒါလေးလိုက်ဆိုကြည့်အောင်ကဲလိုက်ဆိုမယ်ယေယေယေကံတစ်ပင်ယေကံတစ်ပင်အယံတစ်ပင် khi ô sinh thu biên đà ra bi ấy yên tiếp biên khi ô sinh đa biên đà ra bi ấy yên tiếp biên khi ô sinh thu biên đà ra bi ရပြီလားသုခောက်ဆုံးပဲတရားဖြင့်ပင်ရန်သစ်ပင်ဆိုတော့အရန်ဆိုတာကဥဇံတို့တာဥယျာဉ်ပန်းချံတွေပြောတာပဲเนาะ သစ်ပင်ဆိုတာကတောဆုံးသစ်ပင်အရေးကြီးတဲ့သစ်ပင်ကြီးတွေရေဦးစင်ဆိုတာကတော့ဒါကတော့ကာယံလေးကြီးအောင်ဆိုပါတော့နော်ရေဦးစင်အရန်သစ်ပင် ရေဦးစင်ထို့ပြင်တရာပဲနောက်တစ်ခုကပါလေတရာကဲနောက်ဆက်ဆုံးမယ်အရန်သစ်ပင်ရေဦးစင်ထို့ပြင်တရာပဲနောက်ဆုံးမယ်ရေကန်ဆောက်ဦးဤ၆စုဤ၆စုအလုံးမြတ်လာပဲအလုံးမြတ်လာပဲ yi gan, gan sao u yi chao su alu mya la be ke so tong ba yi gan su alu mya la be yi chao su, la be. Ye gan sao u yi chao su alu mi la ve, yi gan sao u yi chao su alu mi la ve. နေညမညုနေညမညုကုတုတုကုတုတုအကျိနေညမညုနကုတုတုကုတုတုအကျိုးကြည်လာပေအကျို ตตีอัคคะนัตตุยวากังสวายังไนเวตตีอัคคะนัตตุยวาอีกันยางไนเวเตติอาคานันโดยา ဤကံရောက်နိုင်ပေတေတိအခာနတုရာဤကံရောက်နိုင်ပေတေတိအခာနတုရာဤကံရောက်နိုင်ပေကဲအဲ့ဒါဆိုရင်ဦးဇင်းတို့နတ္တမေရာကမေခွန်ပနတ်ချက်နဘတိကနေယောညာယောကုသိုလ်တိုးတဲ့အလူနော် နေယောညာယောကုသိုလ်တိုးတဲ့အလူဘယ်လိုပုဂ္ဂိုလ်တွေတိုးတာလဲဆိုတော့စရုံးကအလူဒါနခြောင်မြုပ်ကိုလူတဲ့လူတွေနေယောညာယောဘာတွေတိုးကုသိုလ်တွေတိုးတယ်နမတ်နဲ့မေခွန်းကဘယ်လိုပုဂ္ဂိုလ်တွေနတ်ရွာသူဂတိကိုရောက်ကြတာလဲတဲ့အဲ့တော့မြတ်စွာဘုရားရှင်ကပြန်ပြေးတယ်ဓမ္မသာတိလသမ္မနံဒေသနာတက္ကဂာမိနောတဲ့ ဓမ္မထာတရား၌တည်တဲ့သူတွေသီလသာဘာနာသီလနဲ့ပြည့်စုံတဲ့သူတွေတဲ့တရားနဲ့တည်ဆိုတာအစောင်းကကေအလူဒါနရှောင်မျိုးဆိုတာပရိသတ်ရေဘာတွေလဲကုသိုလ်တွေလားအကုသိုလ်တွေလားကုသိုလ်တွေပါဗျာကုသိုလ်တရားတွေနော်အဲ့တော့ကုသိုလ်တရားဆိုတာကုသလကမ္မပဒတရား၁၀ပါးထဲမှာပါနေတယ်ဒီအလူဒါနတွေနော် ဒါနသီလဘာဝနာအပစေနာဝေယဝစ္စစသည်ဖြင့်ကုသလကမ္မပဒတရား10ပါးထဲမှာဒီအလူ6မျိုးမပါပေဘူးလားအဲ့တော့ကုသိုလ်တရားတွေနဲ့ပြည့်စုံနေဆိုတော့ဓမ္မတာတင်ဟားတွေနဲ့ပြည့်စုံနေဆိုတော့ဒီကုသိုလ်တရားတွေနဲ့ပြည့်စုံတာပြောတာเนาะနောက်သီလသမ္ပါဏသီလနဲ့ပြည့်စုံနေတကယ်သီလနဲ့ပြည့်စုံနေဆိုတာကအစရောကဦးဇင်းတော်၅ပါးသီလဆိုတာဗာသီလစရိတ္တသီလလားဝရိတ္တသီလလား ဝရိတ္တသီလကဲအဲ့ဒီသီလနဲ့ရောမပြည့်စုံပြီဘူးလားနောက်စာရိတ္တသီလဆိုတော့ဉာဏ်နဲ့ကိုခြင်းတရားပြီအဲ့ဒီသီလတွေနဲ့လည်းပြည့်စုံနေမယ်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေပဲတဲ့တက္ကဂာမိတော်၌ရွာသူဂတိကိုရောက်နိုင်နေအဲ့တော့ဒီလူဒါနနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပါပဲဒီပုဂ္ဂိုလ်တွေမှာ